ဟယ်လိုတကယ်ညာလုံးမင်္ဂလာပါဗျာကျွန်တော်ဒီနေ့တင်မယ့်ဗီဒီယိုကအဲကန်တော်လေးကိုအလဲသွားခဲ့တဲ့ဗီဒီယိုပေါ့နော်အာအခုဗီဒီယိုကလည်းကျွန်တော်တို့ကန်တော်လေးကိုမသိတဲ့တကယ်ချင်းတွေအတွက်တင်ရချင်းဖြစ်ပါလေဗျာကျွန်တော်ကန်တော်လေးကိုဟိုပြီးခဲ့တဲ့ဘယ်နည်းနေရလဲမသိဘူးကျွန်တော်သွားခဲ့တာအဲအခုမှတင်းပြတာပေါ့နော်အဒီနေ့ကတော့ကျွန်တော်အဒီကန်တော်လေးကိုရောက်သွားတဲ့အချိန်မှာ မိုးလေးတွေရွာနေတာဆိုတော့တာယာတာပေါ့ဗျာလူလဲရှင်းနေမိုးရွာတော့ညနေခင်းဆိုရင်တော့ကန်တော်လေးကလူရမ်းစီတယ်ဗျနေခင်းဆိုရင်တော့သူလဲတိတ်တိတ်ဆီဆီနဲ့ထိုင်လို့အရန်ကောင်းတယ်ပေါ့နော်အဲ့ဒီမှာစားစရာလေးတွေမုံလေးတွေယူသွားပြီးတော့အဲ့မှာအာဘယ်လိုပြောမလဲ ရှူဝင်းလေးကံရဲ့ရှူဝင်းလေးနဲ့ပြုံးဝင်ရဲ့ပြေးမှာပါရှိတယ်ပြုံးဝင်ရဲ့အိမ်လှလာလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုထိုင်ကြည့်ပြီးတော့စိတ်အပန်းဖြေလို့ရတယ်ပေါ့အဲမနက်ခင်းမှာဆိုရင်လည်းအဲအရင်နားမှာရှမ်းခောက်ဆွဲဆိုင်ကောင်းကောင်းလေးတွေရှိတယ်ဗျမပြီးတော့ဘုံဆိုင်လည်းရှိတယ်ပေါ့နော်အဲကြားဖြတ်ပြီးကြော်ညာလေးဝင်ရရင်တော့ကျွန်တော်တို့ တင်းဝင်ရင်ငယ်လန်းဆုံးမှာမကရာအမျိုးသမီးဝက်ကျွန်တော်တို့ fashion ဆိုင်ရှိတယ်ပေါ့နော်အဲ့ဒီမှာဒီဇိုင်းစုံလင်အရည်သွေးကောင်းတဲ့အဝတ်ထည်မျိုးစုံရောင်းချနေပေါ့နော်အဲ့ဒီမှာတငယ်ချင်းတို့သွားပြီးတော့အားပေးလို့ရပါတယ်အဲငငယ်ချင်းတို့မြင်တဲ့အတိုင်းပဲပေါ့နော်ဒီကန်တော်လေးပပလေးကရှုခင်းရန်လှတယ်ဗျအဲဓာတ်ပုံလှလာလို့ရအများကြီးရိုက်လို့ရတဲ့နေရာတွေ အများကြီးရှိတယ်ပေါ့နော်။ဟောပြီးတော့ကံရဲ့ပတ်လည်မှာလည်းစားသောက်ဆိုင်တွေအများကြီးရှိတယ်ဗျ။အဲဒီမှာအပန်းဖြေလို့ရတယ်ပေါ့နော်။ဒါဟောဒီကံတော်လေးကိုမတီးတဲ့တငယ်ချင်းတွေအတွက်ပြောပြပါပေါ့နော်။အဲတခြားနဲ့မတူတာကျွန်တော်တို့ကံတော်လေးကတတရရပဲဗျ။အဲ သွားပြီးတော့ထိုင်ရတာသိချမ်းတာလေပေါ့နော်ဘေးရှူကင်းလေးတွေကိုကြည့်နေတာကျွန်တော်ကတော့ခဏခဏရောက်ဖြစ်တယ်ပေါ့အဲကျွန်တော်တို့တချမ်းဆိုလို့ရှိရင်လေကျွန်တော်ဒီကန်တော်လေးကလူလူရမ်းစီတဲ့နေရာဗျအဲကံတော်ကြီးထထောင်စီရလို့ပြောမယ်လုံးဝတိုးလို့မပေါက်တဲ့နေရာပေါ့အရန်ပြောစရာကောင်းတယ်ကျွန်တော်ပြောစရာကောင်းနေတာပြောတာမတိုးနိုင်လို့တခါမှ ကန်တော်လေးလေးကိုတချံတွင်းမှာမရောက်ဖြစ်ဘူးပေါ့နော်လူရန်စီတယ်ဟုတ်ကဲ့ကျွန်တော်တို့ပြင်းလင်းမှုလာတဲ့တငယ်ချင်းတွေလည်းကန်တော်လေးကိုမရောက်ဘူးသိရင်ဒါအလဲသွားကြပေါ့နော်ဒီကန်တော်လေးကကျွန်တော်တို့ကန်တော်ကြီးကိုသွားတဲ့အဲလမ်းဘေးမှာပဲရှိတယ်ပေါ့နော်အဲနည်းနည်းလေးပေါ့တက်တိုင်နှခမ်းသာလောက်ချိုးဝင်သွားရင်ကန်တော်လေးကိုရောက်ပါတယ်ဗျာဟုတ်ကဲ့ကျွန်တော်စကားပြောရတဲ့ရတော့ဒီလောက်ပါပဲ